မင်္ဂလာပါရှင်မန္တလေးခေတ္တ channel ကနေပြန်လေးကြွဆွလာရပါရှင်ကျမတို့ channel ကနေနောက်ဆုံးသတင်းများကိုစားတင်တင်ဆက်ပြီးတော့မှဖြတ်ပါရရှင်စစ်တပ်ရဲ့ဖမ်းဆီးချုံတော်မှုအကြွေစေကူတာခွင့်ရင်းပယ်ခံရတဲ့မိခင်ဖြစ်သူတော်ဆန်းစုကြည်အသက်ရှင်ရှင်မနေနိုင်မီကိုဆိုရမိတယ်လို့တာဖြစ်သူ Kim Eric ကချုပ်ဖို့ပြောဆို အကြမ်းဖက်စစ်တပ်ရဲ့အမတရားဖမ်းဆီးချုံနောက်မှုအတွင်စေကူတာခွင့်ငင်းပယ်ခံရတဲ့အမေခင်ဖြစ်သူဒေါ်ဆန်းစုကြည်အသက်ရှိရှိမနေနိုင်မီကိုစိုးရိမ်မိပါကြောင်းတာဖြစ်သူကမ်အေရီကာအမေရိကန်အခြေစိုက် Time Magazine တွင်ဆောင်းပါးရေးသားချဖြစ်ပါရယ် မြန်မာနိုင်ငံကအကျဉ်းထောင်များမှနှစ်ပေအစိုးဖြစ်ကြော်ကြားပြီးနိုင်ငံရေးအကျဉ်းသားနှုတ်လှဆက်တည်ဆုံနေတိဟုလုပ်ခွေအဖွဲ့များကပြောဆိုထားကြကြောင်းဒေါ်ဆန်စုချီအနေဖြင့်စေကူတာခွေလှလှစွာပြောဆိုခွင့်အခြေခံတို့ခွေရများဆုံးရှုံးနေကြောင်းထို့ကြောင့်ဒေါ်ဆန်စုချီအနေဖြင့်အသက်ရှိရှိမနေနိုင်ကြောင်းမှကိုဆိုရင်ကြောင်းဒေါ်ဆန်စုချီပြန်လည်တွင်မြောက်ပြီးလိုအပ်တဲ့ဆောက်ရှောက်မှုများကိုရရှိနိုင်ကမကြာခင်ပြန်လည်ဆုံတွေ့နိုင်ပြီလို့မျှော်လင့်ကြောင်းတာဖြစ်သူကပြောဆိုထားပါတယ် မိခင်ဖြစ်သူကိုပြန်လည်လွတ်ပေးရတောင်းဆိုချက်မှာကိုရဲကိုသားကိစ္စတမကကိုจิตတရားဆိုင်ရာကိစ္စရများလည်းဖြစ်ကြောင်းအမှန်တရားတာဝန်ခံမှုနဲ့လှလှစွာပြောဆိုခွင့်မရှိတဲ့မြမလူမျိုးတန်ခါစကြောရဲ့ဘဝများနဲ့လည်းပတ်သက်နေကြောင်းယခုနိုဝင်ဘာလ၈ရက်နေ့မှာထောဆန်စုကြည်အနိုင်ရရှိခဲ့တဲ့ရွေးကောက်ပွဲဆက်စုနှစ်တခုပြင်မြောက်ခဲ့တဲ့နေ့လည်းဖြစ်ပါကြောင်းစစ်တကယခုအခါတွေ့ရရွေးကောက်ပွဲကျင်းပရန်ပြင်ဆင်နေပြီးကဘာကြီးအနေဖြင့်နှုတ်ဆက်မနေတဲ့ကြောင်းမှကောင်းဆိုထားပါတယ် စစ်တပ်အနေဖြင့်ရွေးကောက်ပွဲမကျင်းပမိမိခင်ဖြစ်သူတို့ဆန်းစုကြည်အပါဝင်နိုင်ငံအကျဉ်းသားများအလို့ကိုပြန်လည်လွတ်ပေးရမှာဖြစ်ကြောင်း၎င်းကပြောဆိုထားခဲ့တာဖြစ်ပါတယ်။ အသက်80ပြည့်နေပြီဖြစ်တဲ့အတော်ဆန်းစုကြည်အနေဖြင့်နှလုံးသဖုံးနဲ့အယိုးယောဂများနဲ့ပတ်သက်တဲ့ကျန်းမာရေးဆိုင်ရာယောဂဝေဒနာများခံစားနေရကြောင်းရခိုင်ကအချို့အနောက်ကြားခံရသည့်အခြေအနေများနဲ့မတူကြောင်းရခိုင်နေအိမ်အကျဉ်းချုပ်ကာလကနေအိမ်တွင်နေထိုင်ရပြီးမိသားစုနဲ့အဆက်အသွယ်ခွင့်ရရှိခဲ့ကြောင်းယခုအခါမိတိနေရာမှန်မသိတဲ့နေရာတွင်ခြုံနောက်ထားကြောင်းရခိုင်ကခရစ်မတ်ကိုပဲဖခင်အကိုမိခင်တို့နဲ့အတူတကွရှိနေခွင့်ရရှိခဲ့ကြောင်းကမ်အရီကဆိုထားပြပါရယ် ဆက်လက်ပြီးတော့မြောက်ရီမြို့နယ်တွင်မရိမှုကျူးလွန်ထားသူစာမျိုးညွတ်ဦးနဲ့စစ်မှုထမ်းလူငယ်များအများဆုံးဖမ်းဆီးပေးနေသူတို့အုပ်ကိုစကောက်စီလောက်ကကရင်ဝန်ကြီးချုပ်ဆိုတဲ့သူကစီမံထူးချွန်ဂုတုဆောက်စုညာချင်းမြင့်တယ်ဆိုတဲ့တဲ့ကိုတင်ဆက်ပေးမှာဖြစ်ပါရယ်။ကရင်ပြည်နယ်မြောက်ရီမြို့နယ်တွင်မရိမှုကျူးလွန်ထားသူစာမျိုးညွတ်ဦးနဲ့စစ်မှုထမ်းလူငယ်များအများဆုံးဖမ်းဆီးပေးနေသူနှစ်ဦးတို့ကိုစီမံထူးချွန်ဂုတုဆောက်စုညာချင်းမြင့်လိုက်ကြောင်းကရင်စီရေးတရေမြစ်ကပြောဆိုထားပါရယ်။ ရှမန်နေ290ပြည့်ကရင်ပြည်နယ်နဲ့အခမ်းအနားတွင်ကရင်ပြည်နယ်ဝန်ကြီးချုပ်စောမြင့်ဦးကမြောက်ရီမြို့နယ်မှာမရီမှုတရားခိုင်အမှတ်9ချက်ကွယ်အုပ်ချုပ်ရေးမှူးစိုင်းမြင့်ညွတ်ကိုစစ်မှုထမ်းလုပ်ငန်းများအများစုဖမ်းဆီးပြီးနေတဲ့အမှတ်3ချက်ကွယ်အုပ်ချုပ်ရေးမှူးရွှေတင်နဲ့အမှတ်၄ချက်ကွယ်အုပ်ချုပ်ရေးမှူးစီလိုင်းခေါ်စိန်ထွန်းတို့ကိုဂုတ်တုဆောင်တဆိုင်နဲ့ဆုမြချင်းမြစ်ခဲ့ကြောင်းသိရပါတယ်။စစ်တပ်ကလှုပ်ဆောင်နေတဲ့လုပ်ငန်းများတွင်ပူပေါင်းပါဝင်ခြင်းဖြင့်စစ်တပ်လက်အောက်ခံ BJ အဖွဲ့ထောက်ခံမှုဖြင့်၎င်းတို့၃ဦးကိုဆုမြချင်းမြစ်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ တို့သုံးဦးကပေါ်တာဖမ်းပေးတာအများဆုံးလုတ်ပေးနိုင်လို့စုပေးတာစစ်တပ်ကလည်းစစ်တပ်နဲ့လည်းပူးပေါင်းဆောင်ရွက်တဲ့စုပေးဖို့ပြီးကြတာထောက်ခံပေးတာလို့ကရင်စီတရေမြစ်ကဆိုထားပါတယ်။စုရရှိခဲ့တဲ့အမငါရက်ကွက်အုပ်ချုပ်ရေးမှူးမှာပါတအစွန်းရောင်ဆိုင်းမြို့ညို့ဦးမှာရဲရင်ရင်ချင်းနှမဲပြင်ဓမ္မစကူအခမဲ့စာတင်ကြောင်းဖွက်ကအသက်မပြည့်သေးတဲ့မင်းကလေးငယ်များအပါအဝင်ကျောင်းသူဆယ်ဦးချက်မတဲ့ကုမ္ပဏီကျင့်ချင်းနဲ့နိုင်ပိုင်းဆိုင်ရာအမျှချမှုများကျူးလွန်ခဲ့တဲ့သူဖြစ်ကြောင်းကျူးလွန်ခံရတဲ့မင်းကလေးငယ်များကတရားဝင်ထုတ်ဖော်ပြောဆိုချာဖြစ်ပါရယ်။ ဆိုင်မြညကောငဆိုင်တီမြောက်ရီမြို့နယ်အမှန်ငါးချက်ကိုအချိုးရမှုဖြစ်တဲ့အပြင်စစ်တပ်ချက်ခန်းနဲ့မှဘာသာအစိုးရအမျိုးသားရဲ့အစိုးရတူလည်းဖြစ်ပြီး2012ခုနှစ်ကလေးကမှဘာသာဖွင့်တဲ့စစ်တပ်ချက်ခန်းကြီးတွေထထဲဝဲဝဲပါဝင်လို့ရှာတဲ့သူဖြစ်ပါရယ်ဒမတ်စကူကျောင်းများခေဆာနေတဲ့ကျေမြောက်ရီမြို့နယ်တွင်လည်းရဲရင်ရင်ချင်းနာမည်ဖြင့်ဒမတ်စကူအခမဲ့စာတီကျောင်းဖွင့်ကအသက်မပြည့်သေးတဲ့မိန်းကလေးငယ်များကိုကျောက်တူဖြင့်လက်ခံတင်ကြားပေးခဲ့တာဖြစ်ပါရယ် ထို့သောကျောင်းသူမိန်းကလေးငယ်များကိုလည်းခံတင်ကြားပေးရင်2018 2018ခုနှစ်ပညာသင်ရဲ့အတွင်း73နှစ်အရွယ်ရှစ်တန်းကျောင်းသူတို့ကိုနေထိုင်တဲ့အခန်းအတွင်းထိဝင်ရောက်ကမှရင်းကျင့်ခဲ့ပြီးမိသူကိုများအဖွဲ့မပြောရင်ချင်းချောက်ခဲ့ကြ။ထို့ပြင်ကိုဝန်ဆောင်တားဆီးကိုလည်းတိုက်ခဲ့ပြီးတော့တရားဝင်ယူမယ်ဆိုတာအတင်းအကျပ်စာချုပ်ကိုလည်းမရေးထိုးစေခဲ့ကြောင်းသိရပါတယ်။ကျောင်းသူမိန်းကလေးငယ်များကိုမရင်းမှုကျွမ်းခြင်း လင်အမြတ်ထုတ်ခြင်းကျွန်းွန့်ခက်တူဆိုင်းမြင့်ညွတ်ဦးတီအသက်58နှစ်အရွယ်ခက်ရှိနေပြီးအင်ထောင်ကွဲထားတဲ့သူတို့ဖြစ်ကြောင်းကြားသာကြားသူများထားတဲ့ဘောရာဆောင်အနောက်ဖက်တွင်မိသားစုဝင်များနေထိုင်ခဲ့ကြောင်းတာသူတမီသူလည်းရှိခဲ့ကြောင်းသိရှိရပါသည်ဆက်လက်ပြီးတော့ခမောက်ကြီးတို့စစ်ကြောင်းထုတ်လာခဲ့တဲ့စစ်ကောင်မရှင်တက်တက်ခတ်ခဲ့ရပြီးဘူမူဘူကြီးတို့အပောင်းရှုတင်းဆုပ်ခဲ့တဲ့ဆိုရတဲ့ကိုတင်ဆက်ပေးမှာဖြစ်ပါရယ်တနင်္လာရီတိုင်းကော့တောက်ခရင်ခမောက်ကြီးမြို့နယ်လေးရွာနဲ့အထူးဆုံးဖြတ်လန်းတို့စစ်ကြောင်းထုတ်လာခဲ့တဲ့စစ်ကောင်မရှင်တက်ဖက်ကို ပြီးခဲ့တဲ့နိုဝင်ဘာလ၂ရက်နေ့ကကျွန်တော်ရဲ့ပောင်းချက်ဖက်ကများကတိုက်ခိုက်ခဲ့ကြောင်းသိရပါဗျ။ခမောင်ကြီးတပ်နယ်မှစစ်ကြောင်းထိုးလာခဲ့တဲ့အင်အားရှိစစ်ကြောပတ်တဲ့တပ်ဖွဲ့ကိုကျွန်တော်ရဲ့တပ်ဖွဲ့ဝင်များကစောက်ကျိုးမိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးနောက်၃နာရီကျော်ကြာတိုက်ပွဲအတွင်းစစ်ကောင်မရှိဖက်ကနေဘိုးမူတူဘိုးကြီးတူနဲ့တကြကြီးတူအပါဝင်တပ်သားရှိဦးမှတိုက်ပွဲအတွင်းတိုက်ဆုံတိုက်ခိုက်တီကိုမျက်မြင်တွေ့ရှိခဲ့ရကြောင်းလည်းသိရပါဗျ။ နိုယမလာ9ရက်နေ့မှာတော့ခမောက်ကြီး45မိုင်နာတက်ထက်ကအရာရှိအိမ်မာနာရေးဆွန်ကနေကြရတယ်။အခုလောလောဆယ်တော့အထူးဆုံးနဲ့အနေတိုင်းမှာကင်ပေါ်ဝတ်တာတွေတော့ရှိပါသေးတယ်ခင်ဗျာလို့ဒီတကာကိုရိပ်အဖွဲ့ကတော့ခရံတရင်းရဲ့ပြန်ချိုင်းတာမခန်ရဲဘော်ကြားကြီးကပြောဆိုထားပါတယ်။သူပြည်တိုက်ပွဲပြီးတဲ့နောက်လေးရွာအနီးတွင်အရာရှိအနောင်ပါဝင်အနောင်၁၈လောက်ကိုမိရှုထားခဲ့ပြီး29ဦးထိခိုက်ဒဏ်ရာရှိခဲ့ကြောင်းကိုတက်တွင်တရေမြများချက်ကနေထပ်မံသိရှိရတယ်လို့ကော့တောင်းခရရဲ့ပြည်သူ့ကာကွယ်ရေးချုပ်မှထုတ်ပြန်ထားဖြစ်ပါရယ်။ တိုက်ပွဲဖြစ်ပွားပြီးနောက်ရက်မှာအင်အားတွေချက်တိုးပြီးရွာသား၂ယောက်၃ယောက်ကိုတော်လိုင်းအဖွဲ့တွေရှိနေတဲ့နေရာပဲမှလဲဆိုပြီးသူတို့တိချင်တဲ့ဆွေမဆေးမေးမြန်းပြီးလမ်းလိုက်ပြခိုင်တယ်။အဲ့ဒီရွာကိုရွာသားကကောက်ကောက်မဖြေလို့ဆိုပြီးရိုက်နေပြီးလမ်းပြခေါ်သွားခဲ့ပါတယ်။အကြိုက်လက်ခံရပါတယ်လို့ရဲဘော်ကြားကြီးကဆက်လက်ပြောဆိုထားပါတယ်။ အစောကတက်ခဲမကိုကောတောက်ခရိုင်မဟာမေပူပေါင်းအဖွဲ့ဖြစ်တယ်။ကောတူရီတမရော KTN ဘိုးချုံမြအထူးတရင်ကောတောင်မြင့်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖနဲ့ဘိုးပြင်းမြင့်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖတို့မှတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ဆက်လက်ပြီးတော့မင်းပြမြို့ကိုစစ်တပ်ကနေ့ဖြစ်ပုံချက်ချမှုပြည်သူလေးဦးတည်ဆုံခဲ့ပြီးကိုဦးထိခိုက်ဒဏ်ရာရှိခဲ့တဲ့ဆိုတဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ ရခိုင်ပြည်မင်းပြမျိုးကိုစစ်တပ်ကလေးအဖြစ်ပုံချချမှုကြောင့်ပြည်သူလေးဦးတည်ဆုံခဲ့ပြီးကိုယ်ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်းရခိုင်ဒေသစည်တရေမြင့်နယ်ဒေသနယ်ပြည်သူများထံမှသိရပါဗယ်။ရှမနီနိုဝင်ဘာလ9ရက်နေ့ည7:00နာရီ18မိနစ်အချိန်စစ်တပ်ကမင်းပြမျိုးမြို့တည်ရက်ွက်အကျွဲသို့တိုက်လေအဖြစ်ပုံချချခဲ့ရတွင်ပြည်သူလေးဦးတည်ဆုံခဲ့ပြီး ပြည်သူကိုတရားရှိခဲ့ကြောင်းဒေသုတ်သူများချက်တွင်အသက်18နှစ်အရွယ်မခိုင်းဆန်းရွှေအသက်46နှစ်အရွယ်ဦးမောင်တန်ထေအသက်53နှစ်အရွယ်ဦးမောင်တန်နဲ့ဒါဖြစ်သူအသက်30နှစ်အရွယ်ကိုတန်းမောင်ထေတို့ဖြစ်ကြောင်းသိရပါတယ်။ ိုက်ပွဲဖြစ်တာမရှိပဲလေရင်နဲ့ပုံနာကျဲတာပါမနေ့ကပုံနာကျော်ရောမင်းပြမှာဘုံချက်ချခင်ရတာပါလို့ရခိုင်စစ်ပေးရှောင်းများကိုကူညီပေးနေတယ်ရခိုင်ရန်ကုန်အခြေဆိုင် ရခိုင်ပရဟိတအဖွဲ့တာဝန်ရှိသူတို့ကရှောင်းခေတ္တရဲ့ဌာနချုပ်ပြောဆိုထားပါတယ် အလားတူယမန်နေ့စတနာရီ30မိနစ်အချိန်မှာရခိုင်ပြည်ပုံနာချုံမြို့နယ် YouTube ကြည်ရောက်သူစစ်တပ်ကတိုင်းရဲ့ဖြစ်ပုံနှလုံးချက်ချတိုက်ခိုက်ခဲ့ကြအောင်အဆိုပါပုံချက်ချမှုကြောင့်မျိုးသမီးလေးဦးနဲ့အမျိုးသားသူစုစုပေါင်းပြည်သူငောင်းတည်ဆုံခဲ့ကြအောင်ရေပြင်းပြည်သူခွနုမှလည်းတရားများညှက်ရှိခဲ့ကြအောင်တည်ရှိရပါတယ်။ရေပြင်းယမန်နေ့နဲ့စတနာရီအချိန်မှာစစ်တွေအခြေဆိုင်ခမရ344တရင်က320မမနဲ့လက်ချင်းများဖြင့်ပြစ်ခတ်ခဲ့ခြင်းပုံနာချုံမြို့နယ် ကွမ်နောင်ကျေးရွာမှာအသက်55နှစ်အရွယ်အမျိုးသားသူတရရှိခဲ့ကြောင်းယနေ့လည်းနဲ့စတမိုင်း29မိနစ်အချိန်ရခိုင်ပြည်နယ်ပုံနာကျောင်းမြို့နယ်အောင်ပြပြင်းကျေးရွာတို့လေရင်ပြင်းပုံနလုံးကြက်ချတက်ခဲ့ခဲ့ပြီးအမျိုးသမီးတို့ထိခိုက်တရရှိခဲ့ကြောင်းသိရှိရပါတယ်။ကျောင်းရဲ့တဆပ်ပေးမှုကျွန်မပဲခေတ္တနာခုပြပါရှင်။အာဘိနာဆင်မှုအတွေ့အကြုံတွေကျေးဇူးတင်ရှိပါတယ်ရှင်။